ဂျပန်မှာပထမဆုံးမျိုးသမီးဝင်ကြီးချုပ်ဖြစ်တစ်ပြေးခေစားနေတဲ့တာကာအီချီဆိုရာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ News မှပြန်လည်ကြိုဆွန်လိုက်ပါတယ်။ဂျပန်နိုင်ငံသမိုင်းမှာပထမဆုံးမျိုးသမီးဝင်ကြီးချုပ်တူပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ဆာနာယီတာကာအီချီဟာပြည်တွင်ဝင်ကြီးချုပ်ဟောင်းမာဂရက်သက်ချာကိုအားကြသူဂျပန်ရဲ့တမန်နီလေဒီဖြစ်ဖို့ရည်မှန်းချက်ထားခဲ့သူဖြစ်ပါတယ်။ အရှင်ကခေါင်းဆောင်နေရာရွှေပွဲနှစ်ချိန်ရှင်းနေခဲ့ပူတဲ့အသက်64နှစ်အရွယ်တာကာအီချီဟာပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့မှာအာနာယလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LPT ရဲ့ခေါင်းဆောင်အဖြစ်အရွေးချယ်ခံခဲ့ရပါတယ်။ဒါကြောင့်မကြမီမှာဂျပန်ဝင်ကြီးချုပ်နေရာတာဝန်ယူရတော့မှာဖြစ်ပြီးဒါဟာမျိုးသားဥဆောင်မှုများတဲ့ဂျပန်သမိုင်းမှာအစဉ်လာချိုးဖြတ်နိုင်တဲ့သမိုင်းပြောင်းဖြစ်စဉ်လို့လဲဆိုနိုင်ပါတယ်။ ဂျပန်နိုင်ငံဟာတမိုင်းတခြားပထမဆုံးအကြိမ်ဖြင့်အမျိုးသမီးဝင်ကြီးချုပ်တူကိုတင်မြောက်နိုင်ဖို့အရန်နီးဆက်လာပြီးဖြစ်ကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်။အာနာယလီဘရဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တည်ရွေးချယ်မှုမှာစာနီတာကန်ချီကအနိုင်ရခဲ့တဲ့နောက်မှာသူဟာဝင်ကြီးချုပ်အရာရာကိုဆက်ခံနိုင်တော့မယ့်သဘောပါ။အာနာယပါတီရဲ့ခေါင်းဆောင်တည်ဟာဝင်ကြီးချုပ်နေရာကိုလည်းရယူလို့ရှိပါတယ်။ လက်ရှိဝင်ကြီးချုပ်ရှီရီကူအီရှိပါကသူဟာယာရုကနေနှုတ်ထွက်မှာဖြစ်ကြောင်းပါတီကောင်ဆောင်တဲ့ရွေးချယ်မှုပြီးဆုံးတဲ့အချိန်တည်းသာနိုင်ငံကိုယာယီဆက်လက်ဥဆောင်နေမှာဖြစ်ကြောင်းစက်တင်ဘာလမှာကလေးကကြေညာထားပါတယ်။တာကန်ချီဟာ Liberal Democratic Party ရဲ့ခေါင်းဆောင်နေရတဲ့ရှင်ပြိုင်သူတွေထဲမှာ Conservative အမြင်ပန်ပိုရှိန်သူတူဖြစ်သတ်မှတ်ခံရပါတယ်။ အသက်64နှစ်ရွယ်တာကန်ချီဟာဝင်းကြီးကျုံရှာနုကိုဆက်ခံမယ်ဆိုရင်ဂျပန်နိုင်ငံသမိုင်းမှာတော့ပထမဆုံးရွေးကောက်ခံခေါင်းဆောင်အမျိုးသမီးအနေနဲ့မှတ်တမ်းဝင်လာမှာပါ။သူဟာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းအရှုပ်ထွေးတွေအဆိုင်ရဆရာပြဿနာတွေနဲ့ရုန်းကန်နေခဲ့ရတဲ့ပါတီရဲ့ပုံရိပ်ကိုပြန်လည်တန့်စင်ဖို့လိုအပ်တယ်လို့စီပေါ်ရေးတိုးတက်မှုနေကွေးတာကုန်စည်နှုန်းမြင့်တက်တာလောက်ခလန်စာတိုးပေးနိုင်စွာရောင်းနေတာမျိုးပြဿနာတွေနဲ့ကြုံနေတဲ့နိုင်ငံအခြေအနေကိုလည်းကူစားပေးရမှာဖြစ်ပါတယ်။ နောက်ပြီးဒီကမဟာမိတ်အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေးမှာခံမှန်းရခက်တဲ့စင်ခေါ်မှုတွေကြုံနေရတာကိုလည်းပယ်ထိန်ကင်တွေ့ရမယ့်အခြေအနေဖြစ်ပါတယ်။တာကန်ချီဟာဗြိတိန်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်ခဲ့သူမာဂရက်သက်ချာကိုအထူးလေးစားအားကျသူဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ဂျပန်မှာမဲဆန္ဒရှင်အများစုကတာကန်ချီရဲ့စွမ်းဆောင်ရည်ပေါ်တန်တရားဝင်နေတယ်လို့ဆိုပါတယ်။တာကန်ချီဟာထူးခြားသိတာရဲ့တိုးတက်မှုဖြစ်စဉ်တွေကိုဥဆောင်နိုင်မှာမဟုတ်ဘူးလို့အမျိုးသမီးမဲဆန္ဒရှင်အများစုကသဘောထားမှတ်ချက်ပေးထားပါတယ်။ တာကန်ချီဟာအမျိုးသမီးတွေလက်ထပ်ပြီးရင်သူတို့ရဲ့မျိုးရိုးနာမည်ကိုဆက်ထိန်းထားခွင့်ရှိတယ်ဆိုတော့ကိုစန့်ကျင်သူဖြစ်ပြီးလိန်တူထိန်းထားခွင့်ကိုလည်းလုံးဝလက်မခံနိုင်ကွန်ဆာဗေးတစ်စစ်စစ်တူပါကွမ်လွန်သူဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေးရဲ့လက်ရင်းတစ်ပယ်လည်းဖြစ်တဲ့တာကန်ချီကအာဘေးလက်ထက်မှာကျင့်သုံးခဲ့တဲ့စီးပွားရေးမူဝါဒတွေကိုပြန်လည်တပ်သွင်းဖို့အမြဲတမ်းအာတိတပြင်းပြနေသူဖြစ်ပါတယ် ဒါပေမဲ့ heavy metal drum သမားတယောက်ကနေအမျိုးသားရေးဝါဒီတယောက်ဖြစ်လာတဲ့သူ့ရဲ့ဘဝခေတ်ရောက်တမင်ရိုးကြမဟုတ်ခဲ့တယ်လို့သူရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကလည်းအရင်ကြီးမားနေပါတယ်။တာကာအီချီကုံ1962ခုနှစ်နာရာမြို့မှာမွေးဖွားခဲ့ပြီးဖခင်ကရုံးဝင်တန်းမိခင်ကရဲရာရှိတယောက်ဖြစ်ပါတယ်။သူဘဝမှာ heavy metal drum တီးတာကိုဝါသနာကြီးခဲ့ပြီးပွဲတွေမှာ drum တီးကျန်းလွန်နေတဲ့အတွက် drum တုပ်တွေမကြာခဏကြိုးတက်လို့ဒုတ်ပိုတွေအများကြီးစောင့်ထားရသူဖြစ်ထင်ရှားခဲ့ပါတယ်။ ရင်ငုတ်တာနဲ့ကားမောင်းတာကိုလည်းဝါသနာပါသူတယောက်ဖြစ်ပါတယ်။သူစီးခဲ့တဲ့ Toyota Supra ကားကို နာရာမြို့ပြတိုင်မှာပြသထားပါတယ်။နိုင်ငံရေးစိတ်တက်ကတော့1980ပြည့်လွန်နှစ်တွေမှာမှနိုးကြားလာခဲ့တာပါ။ American Congress အမတ်တရရဲ့ရုံးမှာလှုပ်လှုပ်ရင်းဂျပန်ပေါ် American ရဲ့အမြင်တွေကိုသူမကြည်မနဲ့ဖြစ်ခဲ့ပါတယ်။ဂျပန်ဟာကိုကိုကိုမကခွင်နိုင်တဲ့ရင်ဂျပန်ရဲ့ကံကြမ္မာဟာတခြားသူတွေရဲ့လက်ထဲမှာပဲအမြဲရှိနေလိမ့်မယ်လို့သူကကောက်ချက်ချခဲ့ပါတယ်။ အဲဒီနောက်ဂျပန်ကိုပြန်လာပြီးလွတ်တော်တွေကိုဝင်ဖို့ကြိုးစားရမှာပထမတစ်ကြိမ်ရှုံးနေခဲ့ပြီးမြ1993ခုနှစ်မှာတော့အမတ်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်ပိုင်းအမတ်ဖြစ်10ကြိမ်ရွေးကောက်ခံခဲ့ရပြီးတစ်ကြိမ်သာရှုံးနေခဲ့ပူပါတယ်။ဆယ်စုနှစ်သုံးခုကျော်အတွင်းမှာပါတီတွင်ပြောဆိုပွင့်လင်းဆုံးရှေးရိုးဆွဲဝါဒီတွေကတယောက်ဖြစ်နာမည်ရလာခဲ့ပါတယ်။ကွယ်လွန်သူဝင်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေးရဲ့တပည့်ရင်းဖြစ်ပြီးပြည်ထောင်ရေးဝင်ကြီးပါဝင်အစိုးရထိပ်တန်းရှာတူးတွေမှာပါတာဝန်ယူခဲ့ပါတယ်။ ။ဆင်ယာစွဲကောင်းတွေပါဝင်ဂျပန်ရဲ့စစ်ကြဆုံးသူတွေကိုဂုံပြုထားတဲ့အငင်းပွားပွဲရာယာစုကူနီဖျားချောင်းကိုလည်းပုံမှန်သွားရောက်လို့ရှိပြီးနိုင်ငံရဲ့စစ်တပ်ကိုအားကောင်းအောင်လှုပ်ဆောင်မှုအမြဲတောင်းဆိုနေသူဖြစ်ပါတယ်။သူ့ရဲ့လူမှုရေးဆိုင်ရာအမြင်တွေကလည်းတင်းမာပါတယ်။လင်တူလက်ထက်ထိမ်းမြမှုကိုစန့်ကျင်ခဲ့တယ်လို့အမျိုးသမီးတွေလက်ထက်ပြီးမှမူလမျိုးရိုးနာမည်ကို73ခွင့်ပြုတာတွေကိုစန့်ကျင်သူပါ။ဒါပေမဲ့နောက်ပိုင်းမဲဆွယ်ပွဲတွေမှာတော့ပိုပျော်ပြောင်းတဲ့သဘောထားအမြင်ကိုထုတ်ပြောခဲ့ပါတယ်။ မဲဆွယ်ပွဲတွေအတွင်းမှာကလေးထိန်းစရိတ်တွေကိုအခွန်တစိတ်တစ်ပိုင်းသက်သာခွင့်ပေးဖို့ကတိပြုခဲ့တယ်လို့ကုမ္ပဏီတွေမှာကလေးထိန်းဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေကိုလည်းကုမ္ပဏီခွန်ရှော့ပေါ်ပေးဖို့အဆိုပြုခဲ့ပါတယ်သူရဲ့မူဝါဒဆိုပြချက်တွေဟာမိသားစုနဲ့ကိုတွေ့တွေ့ကြုံတွေပေါ်ခြေခံထားတာဖြစ်ပြီးအဲဒီတဲမှာအမျိုးသမီးကျမ်းမာရေးအတွက်စီးရုံဝန်ဆောင်မှုတွေတိုးချဲ့တာအိမ်တွင်းကူဝန်ထမ်းတွေကိုပို့ပြီးတံမိုးထားသိမှတ်ပြူတာနဲ့တက်ကြီးရွယ်ဦးတွေများလာတဲ့ဂျပန်လူဖွဲ့စည်းအတွက်စောင့်ရှောက်မှုပုံစံတွေပုံမကောင်းမအောင်လှုပ်ဆောင်တာတွေပါဝင်ပါတယ် ကလင်ဒါမှမဟုတ်အသက်ကြီးသူတွေကိုပြုစုစောင့်ရှောက်နေရလို့အလောက်ကနေထွက်သွားရတဲ့သူတွေမရှိစေချင်တော့ဘူးလို့လည်းပြောထားပါတယ်။သူဟာမာဂရက်တက်ချာကိုအားကြလေးစားတယ်ဆိုပေမဲ့သူ့ရဲ့စီးပွားရေးအစီအစဉ်ကတော့တက်ချာရဲ့မူဝါဒအနေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ဘန်နာယီဆိုင်ရာစီကန်တင်းချက်မှုတွေစာအဘိနော်မစ်လို့ခေါ်တဲ့အစုံရအုံးစိအများပြားသုံးဆွဲပြီးချင်းငွေအတုံုံနေတဲ့မူဝါဒကိုတာကာယီချီကပြန်သက်သွင်းခြင်းနေပါတယ်။ ဒီလာလာကြောင့်ဂျပန်စတော့ဈေးကွက်တွေမြင့်တက်လာပြီးရန်ငွေတန်ဖိုးကတော့ကျဆင်းသွားခဲ့ပါတယ်။ဒီလိုလဲရောက်ဆုံးဘက်ကိုကူးပြောင်းမှုဟာအလောင်းစားကြီးတဲ့ဆွန်ဆားမှုတစ်ခုဖြစ်ပါတယ်။သူပါတီပေါ်ထောက်ခံသူတချို့အစွန်ရောက်လက်ရရင်ပါတီရေးစီဘတ်ပြောင်းသွားချိန်မှာဒီမဲဆန္ဒရှင်တွေကိုပြန်ရဖို့တာကန်အချီပေါ် LDP ပါတီကလောင်းချိတ်ထက်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီရွေးချယ်မှုကပဲပုတ်တိုက်မှုတွေကိုစတင်ဖြစ်ပေါ်စေခဲ့ပါတယ်။ LDP ရဲ့မဟာမိတ်ညွန်ပေါင်းခွန်မဲတူပါတီကတော့တာကာအီချီရဲ့တင်းမာရဲ့ရည်တည်မှုတွေဟာမဟာမိတ်ဆက်ဆံရေးကိုထိခိုက်စေနိုင်တယ်လို့တတိပေးထားပါတယ်။ LDP ပါတီဟာလွတ်တော်နေရစလုံးမှာအမတ်နေရအများစုရထားပေမဲ့ထောက်ဝမကျော်တဲ့အတွက်ညွန်ပေါင်းစုရဖွဲ့ထားရတာဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးနှိကွေးမှုလူ့ရေးကြဆင်းမှုနဲ့အိမ်နီးချင်းနိုင်ငံရဲ့တင်းမာမှုမြင့်တက်နေချိန်မှာညွန်ပေါင်းစုရအတွင်းပြည်လဲမှုမရှာရင်ဥပဒေပြုရေးမှာမတိုးတာမဆုတ်တာဖြစ်လာနိုင်ပါတယ်။ ဆာနာယီတာကာအီချီကိုအော်တိုဘာ15ရက်နေ့လောက်မှာလွှတ်တော်ကဂျပန်သမိုင်းရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်အတည်ပြုပေးဖို့တည်ကြာနေပြီဖြစ်ပေမယ့်စိန်ခေါ်မှုတွေကိုရှင်းဆိုင်ပြီးကာလရှိတာဝန်ယူနိုင်စွမ်းရှိမှရှိကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။